ခုထုတ်ပြန်ထားတဲ့မုံတိုင်းသတိပေးချက်လေးရတော့ကမ္ဘာသဘာဝဘီအန်ရဲ့ဆိုင်ရာအဖွဲ့အစည်းကနေပြီးတော့ထုတ်ပြန်ထားတာလေးဖြစ်ပါတယ်စစ်တွေကြောက်ဖြူတန်တွဲခွားကလူတွေအ мян ပြောင်းရွှေ့ကြပါဂျိုလူကပြထားတဲ့ပုံတိုင်းဆိုရင်မုံတိုင်းအရွယ်စားကတအားကိုကြည့်ပြီးတော်တော်လေးကိုကျဲပါတယ်အားလုံးမင်္ဂလာပါမိုးချန်နယ်လေးရရင်ကြိုဆိုလိုက်ပါတယ်မိုးကုတ်တင်ဆက်ပြခြင်းတဲ့ဗီဒီယိုလေးရတော့ ကမ္ဘာကုလသမဂ္ဂဖွေဟာမိုးလေဝသနဲ့ပတ်သက်ပြီးတော့မြန်မာနိုင်ငံအတွက်ကိုတတိပေးလာတဲ့ဗီဒီယိုလေးကိုတက်ဆက်ပေးမှာပဲဖြစ်ပါတယ်။ဗီဒီယိုရမှာဆိုလို့ရှိရင်တော့ဒီမုံတိုင်းကပေါ့နော်အရွယ်စားအရန်ုံကြီးရဲ့ဒါကြောင့်မလို့ရွှေပြောင်းမှုနေရာတွေကိုလည်းပြောလာရပေါ့နော်ဗီဒီယိုရမှာဆိုတော့အပြည့်စုံပါပါလက်ရှိနေတဲ့အမျိုးတွေလည်းဘဟုတရရောက်လို့ပြန်လည်မျှဝေလိုက်တာပဲဖြစ်ပါတယ်။ဝက်ဗီဒီယိုလေးကိုစောင့်ကြည့်လိုက်ပဲကြည့်ရှုပေးဖို့ဖိတ်ကပိုင်ရှိဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ထင်မြင်ဆက်ချက်ကလေးတွေကိုလည်းဗီဒီယိုလေးအောက်မှာ comment လေးတွေရေးပြီးလို့ရပါရှိဗီဒီယိုလေးကိုကြည့်လိုက်ကြရအောင်နော်။ à mùng này nhiều mùng này mùng này đi lì mũi này chi bao nhiêu đi đi ai lo còn đâu cay không này à đâu cả đâu cả đâu cả à à tiếp bên tiếp bên gì nào mình nên nói nhỉ à tiếp bên này còn mì gì mà ê ê ê tiếp bên anh chịu là ngay rồi này này ai gì mà mấy này tiếp bên nào mấy cái này là hồ đâu phía này hồ cầu gì mà အာလလလလရက်ဆက်တယ်မပြေပြေပါရောက်ရောက်မင်္ဂလာပါရှင်မုံတိုင်းသတိပီချက်လေးဖတ်ပြခြင်းလို့ပါသတိဆိုတာတော့ပူတယ်လို့မရှိပါဘူးဒီခုထုတ်ပြန်ထားတဲ့မုံတိုင်းသတိပီချက်လေးကတော့ကမ္ဘာသဘာဝဘီအန်ရဲ့ဆိုင်ရာအဖွဲ့အစည်းကနေပြီးတော့ထုတ်ပြန်ထားတာလေးဖြစ်ပါတယ်စစ်တွေကြောက်ဖြူတန်တွဲခွားကလူတွေအမြန်ပြောင်းရွှေ့ကြပါ ဂျိုရူကပြထားတဲ့ပုံတိုင်းဆိုရင် မုံတိုင်းအရွယ်စားကတအားကိုကြည့်ပြီးတော်တော်လေးကိုကျဲပါရယ်။ဖွဲ့စည်းနေတဲ့တိန်စုကြီးကလည်းအရွယ်စားအားနဲ့နိုင်ရှင်ရင်မြန်မာနိုင်ငံအလဲပိုင်းတစ်ခုလုံးနှီးပါလောက်ကိုကြီးနေလို့ပါ။နာခိတုံကလေတိုင်းနှုန်းတနင်္လာ135မိုင်မုံတိုင်းမျက်စီအချင်း12မိုင် အခုလာမဲမိုခါလေတိုင်းနှုန်းတနင်္လာ103.8မိုင်မုံတိုင်းမျက်စီအချင်းမိုင်90စက်ကွင်းကျဲပြန့်အချင်းမိုင်ပေါင်း900နာခိမုံတိုင်းမျက်စီအချင်း12မိုင်ရဲ့ပြည့်စုံမှုကိုမှတ်မိကြပါပါ။အခုလာမှအချင်းမိုင်90 စင်နဲ့လာမယ့်မုံတိုင်းကြီးပါမုံတိုင်းအားအပြင်းဆုံးဝင်ရောက်လာမယ်စစ်တွေကြဖြူတန်တွင်ဂွားကလူတွေအမြန်ပြောင်းရွှေ့ကြပါရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ကမ်းရိုးတဲ့တခြားအလွန်အန္တရာယ်ရှိပါတယ်လက်ရှိမေလ14ရက်နေ့ညမှာမုံတိုင်းဘဟုဝင်ရောက်ဖို့ခန့်မှန်းထားပါတယ်အချိန်မရှိပါအမြန်ပြောင်းရွှေ့ကြပါရခိုင်ကမ်းရိုးတန်းမှာရှိတဲ့မိတ်ဆွေတငယ်ချင်းတွေရှိရင်အမြန်ဆက်သွယ်ပြီးတော့အတိပေးနှိုးဆော်ပေးပါအသက်ပေါင်းများစွာအရေးမလို့ကိုယ့်ရဲ့ဖုန်းတက်ကောရှယ်လီတစ်ချက်ကလည်းအရေးကြီးပါတယ်ဆိုပြီးတော့မှကမ္ဘာသဘာဝဘီအန်ရဲ့ဆိုင်ရာဖွဲ့စည်းရရင်ဖော်ပြထားတာ ဖြစ်ပါတယ်ပြီးတော့ဒါကအနီရောင်ဆင့်သတိပေးချက်ဖြစ်တာကြောင့်မလို့ဒီဗီဒီယိုလေးကိုကြည့်ရှိကြတဲ့လူတွေပေါ့နော်ကိုယ့်ရဲ့မိတ်ဆွေတွေတည်အောင်လို့ပြန်ပြီးတော့မှ share ပေးဖို့လည်းမြတ်တရားခံချင်ပါတယ်မနေ့ပြန်ဧပြီလ6ရက်နေ့အတွက်မိုးလီဝသအခမ်းအနားသတင်းကိုတင်ဆက်ပေးပါမယ်ရှင်မင်္ဂလာပင်လယ်အော်ချိန်နေမှာကပလီပင်လယ်ပြင်နဲ့မင်္ဂလာပင်လယ်အော်တောင်ပိုင်းတို့မှာတိမ်အသင်းသင်းမှတိမ်ထူထန်နိုင်ပြီးကြံမင်္ဂလာပင်လယ်အော်မှာတိမ်အနှဲငယ်ဖြစ်ထွန်းနိုင်ပါတယ် ပင်လယ်ပြင်အခြေအနေမှာရခိုင်ကန်ယူတန်မြဝကျွန်းပေါ်ဒေသတို့မှာလေဟာအနောင်နောင်မြောက်ဘက်ကနေတနင်္ဂနွေ9မိုင်မှ10မိုင်ခန့်ထိတိုက်ခတ်နိုင်ပြီးလှိုင်းအနှဲငယ်မှာလှိုင်းအထင်အင်ရှိနိုင်ပါတယ်။တနင်္လာရီကန်ယူတန်နဲ့မုတ်တမကွေတို့မှာလေဟာအရှိအရှိမြောက်ဘက်ကနေတနင်္ဂနွေ10မိုင်မှ -10 ခန့်ထိတိုက်ခတ်နိုင်ပြီးလှိုင်းအနှဲငယ်မှာလှိုင်းအထင်အင်ရှိနိုင်ပါတယ်။မိုးအခြေအနေကတော့မြန်မာနိုင်ငံတဝန်းလုံးမှာနေရာအနှံ့ပြားမိုးထစ်ချုံရွာနိုင်ပါတယ်။ နေအပူချိန်တွေမှာမြန်မာနိုင်ငံတဝန်းလုံးမှာအပူချိန်များရောကြလာနိုင်ပါတယ်။မြူချိန်တွေမှာမြန်မာနိုင်ငံတဝန်းလုံးမြူကြဆင်းမှုရောကြလာနိုင်ပါတယ်။ဒီမိုးလေဝသအစီအစဉ်ကိုတော့အမျိုးသားညီညွတ်ရေးဆိုရာလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာနကနေရယူဖော်ပြတာဖြစ်ပါတယ်။မေလ၈ရက်နေ့တွက်ချက်မှုတွေအရမုံတိုင်းလမ်းကြောင်းအတိုင်းဆိုရင်ငဝွန်မြစ်ပသိမ်ငပုတော်ကနေဟန်းကြီးချင်းပင်လယ်ဝဘက်မှာအဆိုးဆုံးဖြစ်ပါမယ်။ မေလ23ရက်နေ့နဲ့14ရက်နေ့တွေမှာဖြစ်နိုင်ပြီးတော့14ရက်နေ့ကတော့ကုန်းထွန်းပိုင်းကိုအ திக အဝင်ရောက်နိုင်မယ့်နေ့ပါ။14ရက်နေ့မှာညဘက်ချမ်းကလေရောမိုးရောအပြင်းထန်ဆုံးဖြစ်လာနိုင်ပါတယ်။လေတိုင်းတော့တနအီကိုမိုင်60ကျော်အထိရှိနိုင်ပြီးပသိမ်အထိငဝယ်မြက်အတွင်ဒီလိုင်းက73ဗေလောက်အထိရှိသွားနိုင်ပါလိမ့်မယ်လို့ခန့်မှန်းထားကြပါတယ်။ဆရာကြီးရဲ့လက်ရှိခန့်မှန်းချက်အတိုင်းဆိုရင်အဆိုးဆုံးဖြစ်သွားနိုင်တာကတော့ ARD တိုင်းရဲ့မြို့တော်ပသိမ်ပဲဖြစ်ပါတယ်။ မြဝကျုံးမော်ကန်ရန်တက်လျှောက်ကလူတွေလည်းမဖြစ်မနေရွှေ့ပြောင်းမှုအတွက်လိုပြီးဆိုပြီးတော့ဆရာဦးဝန်းနိုင်ကပြောပြထားပါတယ်။အခုအချိန်ထိပေါ်ဆနေကြသေးတဲ့လူတွေအများပြားရှိနေကြသေးပြီးအချိန်ကတပတ်ပဲကြာမှာတော့တယ်။နောက်တစ်ခုကတော့မုံတိုင်းကပင်လယ်ကနေလာပြီးကုန်းတွင်းမုံတိုင်းလေပြင်းအားနဲ့အဖြစ်ပြောင်းသွားပါလိမ့်မယ်။ကွာမျိုးနဲ့ချောင်းသာကြားကနေစတင်ဝင်နိုင်ပြီးနေပြည်တော်ပြင်မနာကနေတဆင်းနမ်ဆန်မှာအဆုံးသက်ပါလိမ့်မယ်။မြေပြင်အနေအထားရမုံတိုင်းအပြော့သွားတာကပို့ပြီးမြန်ကောင်းမြန်နိုင်ပါလိမ့်မယ်။ ။ကုန်းကျစ်မုန်တိုင်းဖြစ်တဲ့ဒေသတွေမှာတော့မိုးများနိုင်ပြီးတချို့နေရာတွေမှာတော့ခုနှစ်လက်မကနေရှစ်လက်မလောက်အထိရွာနိုင်ပါတယ်။ဆိုင်ကလုံးမုန်တိုင်းကကုန်းတွင်းပိုင်းကိုဝင်ပြီးအရှိမြောက်ဘက်ကိုဖြတ်သွားတဲ့အခါရခိုင်ရိုးမားနဲ့ပဲခူးရိုးမားတွေကိုဖြတ်ရမယ့်မြေပြင်အနေအထားတွေကြောင့်တော့မြန်မြန်အားပြော့ပြည့်ပြည့်သွားနိုင်ပါသည်။ဧပြီလ6ရက်နေ့အတွက်မိုးလေဝသကမ်းမန်းချက်ကဘင်္ဂလားပင်လယ်အော်အခြေအနေမှာတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းဘက်မှာတိမ်အထင်တက်မှတိမ်ထူတက်နိုင်ပြီးကြံဘင်္ဂလားပင်လယ်အော်မှာတိမ်အနည်းငယ်ဖြစ်ထွန်းနိုင်ပါသည်။ ပင်လယ်ပြင်အခြေအနေမှာတော့ရခိုင်ကမ်းရိုးတန်းနဲ့မြဝချွန်းပေါ်ဒေသတို့ဘက်မှာလေဟာအနောက်အနောက်မြောက်ဘက်ကနေတနအီကို9မိုင်ကနေ10မိုင်ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းနှင်းငယ်မှလှိုင်းအထင်းတင်ရှိနိုင်ပါတယ်။တနင်္သာရီကမ်းရိုးတန်းနဲ့မုတ်တမခွေးလိုဘက်မှာလေဟာအရှိအရှိမြောက်ဘက်ကနေတနအီကို10မိုင်ကနေမိုင်20ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းနှင်းငယ်မှလှိုင်းအထင်းတင်ရှိနိုင်ပါတယ်။မိုးအခြေအနေမှာတော့မြန်မာနိုင်ငံတော်ဟွန်းလုံးတွင်နေရာအနှံပြမိုးတချုံရွာနိုင်ပါတယ်။ နေပူချိန်များမှာမြန်မာနိုင်ငံတော်ဟွန်းလုံးတွင်အပူချိန်များရော့ချနိုင်ပါတယ်။မြူချိန်တွေမှာတော့မြန်မာနိုင်ငံတော်ဟွန်းလုံးတွင်မြူချဆင်းမှုရော့ချနိုင်ပါတယ်ခင်ဗျာ။မြင်္ဂလာပင်လယ်မှာရှိတဲ့ဒီဇိုင်းဝဲကြောက်မြင်းကလင်တန်းခံစားနေရတဲ့ဒေသတွေမှာမိုးလေဝသထူးခြားချက်များကိုကျွန်တော်တို့လေ့လာပြီးတော့အထူးစီစဉ်တင်ဆက်မှာဖြစ်ပါတယ်။ဒီကနေ့ဧပြီလ၄ရက်နေ့မနေ့6နာရီတိုင်းတာဂျမရအရာ ဘင်္ဂလားပင်လယ်ထဲမှာလေဆိုင်ဝဲတစ်ခုဖြစ်နေတာကျွန်တော်တို့တွေ့ရပါတယ်ဒီလေဆိုင်ဝဲဟာပစိဖိတ်သမုတ်တရားကလာတဲ့လေဘူးစီးကြောင်းနဲ့အိန္ဒိယသမုတ်တရားကလာတဲ့လေဘူးစီးကြောင်းတို့ထိတွေ့ပြီးတော့လေဆိုင်ဝဲလေးကနေပြီးတော့မှမြောက်ဘက်ကဘင်္ဂလားဒေ့ရှ်နိုင်ငံကိုဆင်းလာတဲ့လေဤစီးကြောင်းနဲ့ထိတွေ့လို့ဘင်္ဂလားပင်လယ်မြောက်ဘက်မှာလေဆိုင်ဝဲဆဖြစ်နေတာကျွန်တော်တို့တွေ့ရပါတယ်ဒီလေဆိုင်ဝဲဟာ မြမာပြီးကဲကိုဝေလာမဲ့ရေငွေ့တွေစုဆောင်တဲ့လေဆိုင်ဝဲဖြစ်တယ်လို့ကျွန်တော်တို့သတ်မှတ်နိုင်ပါတယ်။အဲ့ဒီလေဆိုင်ဝဲဟာလာမဲ့9ရက်နေ့ရောက်တဲ့အခါမှာဆိုရင်ကျွန်တော်တို့ပုံမူပြီးတော့အားကောင်းလာတာကိုတွေ့ရသလိုပဲဘင်္ဂလားပင်လယ်ဝါထိုးလွတ်လပ်တဲ့ရေငွေ့တွေကိုမြမာပြီးတဲ့ကိုစတင်ပို့ဆောင်တာတွေ့ရပါတယ်။ ကျွန်တော်တို့မနေ့ကရတဲ့သတင်းများအရဒီလီဆိုင်ဝဲနဲ့ပစိဖိတ်သမုတ်တရာကတုံးတဲ့လေစီးကြောင်းနဲ့ပါလာတဲ့လေတွေကြောင့်မမပီအောက်ပိုင်းမှာစတင်ပြီးတော့မိုးရွာသွန်းတဲ့တချို့နေရာတွေမှာမိုးကြီးတယ်လို့ကျွန်တော်တို့သတင်းများလက်ခံရရှိပါတယ်အဲ့တော့လာမယ့်6ရက်နေ့အနေထားမှာကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီလေးဆိုင်ဝဲဟာမုံတိုင်းဖြစ်လာမလားဆိုတဲ့အဆင့်ထိကိုကျွန်တော်တို့စဉ်းစားစရာတွေကျွန်တော်တို့ဖြစ်လာပါတယ် လာမဲ့တနင်္လာနေ့ခုနှစ်ရက်နေ့မှာတော့ဒီလီဇန်ဝဲဟာပုံမူအားကောင်းလာပြီးတော့တနာယူမိုင်45မိုင်နှုံးလောက်နဲ့လီပီးယားနေရာရဝုန်ကြီးဖြစ်လာတာတွေ့ရမှာဒါဟာဆိုလို့ရှိရင်ကျွန်တော်တို့ဒီနှစ်2025ခုနှစ်ဧပြီလမှာရှိတဲ့ထူးခြားမှုဖြစ်စဉ်လို့ကျွန်တော်တို့သုံးသပ်ရပါတယ်။လာမယ့်၈ရက်နေ့မှာဆိုလို့ရှိရင်တော့ဒီလီဇန်ဝဲဟာ မြောက်ဘက်ကိုအနေငယ်တက်သွားပြီးတော့မြမကံဝေးမှာလေပြင်းထန်စွာတိုက်ခတ်တဲ့အတွက်ကြောင့်မလို့ပင်လယ်ကံဝေးရေလုံသားများအနေနဲ့အထူးသတိထားကြပါလို့ကျွန်တော်ဒီနေရာကသတိပေးလိုပါတယ်။လာမယ့်၉ရက်နေ့မှာဆိုလို့ရှိရင်လေဒီလေဆန်ခွဲဟာ အနေငယ်အားပြော့သွားပြီးတော့ရခိုင်ကံယိုဒံဘက်ကိုအနေငယ်ကတ္တာတူရတဲ့ကြောင့်မလို့ထူးခြားလို့ရှိရင်ကျွန်တော်တို့ ီလီဆိုင်ဝဲနဲ့လီဖီယာနဲ့ဟာအခြေအနေများကိုဆက်လက်တင်ပြမှာဖြစ်ပါတယ်။လောလောဆယ်ကျွန်တော်တို့ဒီလီဆိုင်ဝဲကတိုးနဲ့လီတွေဗမာပြည်ကိုဘယ်လိုဝင်မလဲဆိုတာကိုကျွန်တော်တို့လေ့လာတဲ့အခါမှာလေးရက်နေ့တောက်ကြနေ့ဒီအညူရောင်နေရာဆိုလို့ရှိရင်မြေနေတိမ်နေဖြစ်ပြီးတော့အပြာရောင်နေရာဆိုရင်အပေါ်ပိုင်းပေ900အထက်ပေ1000ကတိမ်နေဖြစ်ပါတယ်။ဒါကတော့လေးရက်နေ့မနဲ့ 9ရက်နေ့မနေ့ရောက်တဲ့အခါမှာဆိုလို့ရှိရင်ဒီတိန်တုဟာပုံပြီးတော့ဗမာပြည်ကိုချင်းကလာတယ်တိန်အနေနဲ့ကိုကျွန်တော်တို့စတင်တိုင်းတာရရှိလို့ပဲအပေါ်ပိုင်းမှာတိန်အမြင့်နေဟာဗမာပြည်တဲ့ကိုအရှိတ်ဘက်ကိုဖြတ်သွားနေတာကျွန်တော်တို့တိုင်းတာရရှိပါ6ရက်နေ့မနေ့ရောက်တဲ့အခါမှာဆိုလို့ရှိရင်เนาะအဲ့ဒီလေးဆိုင်ဝကတွန်းပို့တဲ့လေးစီးကြောင်းနဲ့တူတိန်တွေဟာပေ9000အကျော်ကနေပြီးတော့ဗမာပြည်ကို စတင်ဖြတ်တန်းသွားတာတွေ့ရပါတယ်ဒီနေထားဆိုလို့ရှိရင်ငလင်လှုပ်တဲ့ဒေသတွေအတွက် အလွန်အန္တရာယ်များတဲ့အခြေအနေစတင်ပြီလို့ကျွန်တော်တို့ပြောနိုင်ပါတယ်ဘာကြောင့်လဲဆိုတော့ဒီဒိတ်တွေဟာရခိုင်ရိုးမနဲ့ရှမ်းပြည်နယ်တောင်ပေါ်မှာရှိတဲ့လေအေးတွေဟာရေငွေ့ဖွဲ့ပြီးတော့စတင်ပြီးတော့မိုးကောင်းကင်မှာ မိုးရေ ဖွဲ့ပြီးတော့မြေပြင်ကိုစတင်ကြာဆင်းလာမှာဖြစ်ပါတယ်ဘလို့ကြာဆင်းလာရဲဆိုတာကြည့်တဲ့အခါမှာ ျွန်တော်တို့မနေ့ကတော့မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းမှာနေရာကွက်ပြီးတော့မိုးကြီးသွားသလိုပဲဒီကနေ့၄ရက်နေ့မနေ့6နာရီတိုင်းတာကျဲရကရင်ပြည်နယ်နဲ့မွန်ပြည်နယ်အောက်ဘက်တနင်္သာရီတိုင်းမှာကွက်ကြားမိုးကြီးတော့မယ်ဆိုတာကျွန်တော်တို့ခံမှန်းချက်တွေနဲ့တွေ့ချက်လို့ရပါတယ်လာမယ့်စနေနေ့9ရက်နေ့မှာဆိုလို့ရှိရင်တော့ထူးထူးခြားခြားဝါခင်မနဲ့ဖြာပုံကြားမှာ မိုးရေရင်တိတမ6လမအထိရနိုင်သလိုပဲရန်ကုန်တိုင်းရဲ့မြောက်ဘက်မှာတချို့နေရာတွေမှာ နေရာကွက်ပြီးတော့မိုးများနိုင်တဲ့အနေအထားကိုကျွန်တော်တို့တွေ့ရှိရပါတယ်။မွန်ပြည်နယ်မှာလည်းဆက်လက်ပြီးတော့မိုးရွာသွင်းသလိုပဲသတင်းနာရီတိုင်းမှာလည်းဆက်လက်မိုးရွာသွန်းနိုင်တဲ့အနေအထားကိုခံမှန်းတွေ့ရှိရပါတယ်။ဒါမဲ့သူတို့အနေနဲ့6ရက်နေ့မှာတော့မြန်မာပြည် AR တိုင်းမှာဆက်လက်ပြီးတော့ မိုးရွာသွန်းပြီးတော့ဘကိုးတိုင်းကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့သတင်းနိုင်တိုင်းတို့မှာဆက်လက်ပြီးတော့မိုးရွာသွန်းနေသလိုပဲကရင်ပြည်နယ်အချို့နေရာဒေသတွေမှာနေရာကွက်ပြီးတော့မိုးအနှဲငယ်များနိုင်တဲ့အနေအထားတွေ့ရပါတယ်ကျွန်တော်တို့ထူးထူးခြားခြားအဲ့ဒီတိမ်ငွေ့ရဲ့နေထဲမှာမန္တလေးနဲ့နေပြီးတော့ရှမ်းပြည်တောင်တန်းအဆက်မှာလဲစတင်ပြီးတော့ ကောင်းငင်ကကြတဲ့မိုးရေမြေပြင်ကိုရောက်လာပြီလို့ကျွန်တော်တို့တိုင်းသာဆက်များကကျွန်တော်တို့ကိုသတိပေးနေပါတယ်။ထို့အတူပဲချင်းပြည်နယ်အောက်ပိုင်းမှာလည်းစတင်မိုးရွာနိုင်တဲ့အနေအထားတွေ့ရပါတယ်။လာမယ့်9ရက်နေ့မှာတော့ကျွန်တော်တို့စောစောကတင်ပြလိုက်တဲ့အတိုင်းပဲကျွန်တော်တို့မကွေးတိုင်း၊စကိုင်းတိုင်း၊မန္တလေးတိုင်းရှမ်းပြည်နယ်အောက်ဖက်တစ်ခုလုံးနေပြီးတော့ဘကိုးတိုင်းအရှိကြအနောက်ချမ်း အာဝတီတိုင်းရန်ကုန်တိုင်းကရင်ပြည်နယ်မွန်ပြည်နယ်တရင်းသာရီတိုင်းတို့မှာတချို့နေရာတွေမှာနေရာကွက်ပြီးတော့မိုးသီးထန်စွာရွာသွန်းနိုင်လို့ကျွန်တော်တို့ငလင်းလုံငန်းတွေလုတ်ကင်နေတဲ့အဖွဲ့အစည်းများအနေနဲ့အကျိုးတရီထားပြင်ဆင်ဖို့လိုပါတယ်။အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ခုနှစ်နှစ်မနဲ့တနအာရနေ့6နိုင်ရမှာဆိုလို့ရှိရင် နေပြည်တော်ကနေပြီးတော့ စ်တောင်းမြို့တခြားလုံးအေယာဝတီတိုင်းရခိုင်ရိုးမှတခြားလုံးမန္တလေးအထက်ဘက်မုံရွာကလေးဘွားနဲ့ရှမ်းပြည်အောက်ပိုင်းမှာစတင် မိုးရွာသွန်းတာကိုကျွန်တော်တို့ခမန်းတွေ့ရှိရသလိုပဲဧပြီလ9ရက်နေ့မနေ့6နိုင်မှနေပြီးတော့နေ့လယ်7နိုင်မှဆိုလို့ရှိရင်မန္တလေးတိုင်းစကိုင်းတိုင်းနေပြီးတော့ပဲခူးတိုင်းရန်ကုန်တိုင်းအေယာဝတီတိုင်းကယားပြည်နယ်ရှမ်းပြည်အောက်ပိုင်းကရင်ပြည်နယ် ်မိုးပြင်းရဲ့လို့မှာစတင်ပြီးတော့မိုးတီးထန်စွာရွာသွန်းနိုင်တဲ့အနေအထားတွေ့ရပါတယ်ခွန်နီရက်နေ့နေ့လယ်7:00နာရီနေတော့ညနေ6:00နာရီမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ချင်းပြည်နယ်အောက်ပိုင်းရခိုင်ပြည်နယ်မကွေးတိုင်းမန္တလေးတိုင်းစကိုင်းတိုင်းအောက်ပိုင်းရှမ်းပြည်နယ်အောက်ချိုင်းကြီးတစ်ခုလုံးကယားပြည်နယ်ပဲခူးတိုင်းကရင်ပြည်နယ်မွန်ပြည်နယ်မှာလည်းမိုးရွာသွန်းနိုင်တဲ့အနေအထားတွေ့ရပါတယ် ဒါရီယာဆိုလို့ရှိရင်ကျွန်တော်တို့6နာရီတစ်ချိန်ဖြစ်လာမယ်ခမန်းချက်တွေဖြစ်ပါတယ်ကျွန်တော်တို့လုပ်ငန်းလုပ်ကင်နေတဲ့အဖွဲ့အစည်းတွေနဲ့ကြိုတင်ပြင်ဆင်ဖို့လိုအပ်ပါတယ်လာမယ့်ရှိရနေ့မှာဆိုလို့ရှိရင်တော့ကရင်ပြည်နယ်မှာနေရာကွက်ပြီးတော့မိုးကြီးသလိုပဲရန်ကုန်တိုင်းအေရဝတီတိုင်းပဲခူးတိုင်းနောက်ချမ်းနဲ့မကွေးတိုင်းနေပြီးတော့အရှိတ်ဘက်ချမ်းမှာဆက်လက်ပြီးတော့မိုးရွာနိုင်တဲ့နေသားတွေ့ရပါ ။လာမဲ့9ရက်နေမှာဆိုလို့ရှိရင်တော့ထူးထူးခြားခြားဒီဇိုင်းဝဲဟာရခိုင်ရိုးမကိုရခိုင်ပြည်နယ်တောင်တန်းကိုတွန်းတဲ့အတွက်ကြောင့်မလို့စစ်တွေမှာမိုးတီးထန်စွာရွာသွန်းနိုင်ပါတယ်စစ်တွေကနေတော့ကြောက်ဖြူကြားမှာရှိတဲ့ဒေသနေထိုင်သူတွေအထူးသတိထားပြင်ဆင်ဖို့လိုသလိုပဲအေယာဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းနေပြည်တော်မန္တလေး ရှမ်းပြည်နယ်တစ်ခုလုံးမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကြိုတင်ပြင်ဆင်ဖို့လိုအပ်ပါတယ်ဒီကနေ့အချိန်ခါဆိုလို့ရှိရင်ငလင်တန်ကြောက်မလို့လူတိုင်းလူတိုင်းဟာလမ်းမပေါ်ထွက်ကွင်းပြင်မှာထွက်ပြီးတော့ဒုက္ခများစွာနဲ့အိပ်ရတဲ့အချိန်မှာကျွန်တော်တို့အမိုးကာရရှိစေရင်းနဲ့အမိုးကာအောင်ရောက်ဖို့အတွက်အားလုံးပြင်ဆင်နိုင်ရန်အတွက်ကျွန်တော်တို့ဒီနေရာကအပြည့်ပေးလိုက်ပါတယ်ဒီကြားထဲမှာထူးခြားတဲ့ပြောင်းလဲမှုဖြစ်စဉ်တွေရှိရင်လည်းကျွန်တော် ကိုသာထွေးနိုင်မီဒီယာမှာတနေ့ကျွန်တော်တို့အရေးပေါ်ဆက်လက်တင်ပြမှာဖြစ်ပါတယ်။အခုကျွန်တော်တို့တင်ဆက်နေတဲ့ရာဇဂုတုခမန်းသတိပေးချက်တွေဟာငလင်တန်ခံစားရတဲ့ဒေတာတွေအတွက်အလွန်အလွန်အရေးကြီးတဲ့အကြောင်းလို့ထပ်မှန်ပြီးတော့မျှဝေရှယ်ပေးကြပါခင်ဗျာ။ထို့အတူပဲမြန်မာပြည်ရဲ့အင်တာနက်နှေးတဲ့အခြေအနေအရကျွန်တော်တို့ဗီဒီယိုအစား Telegram ကနေပြီးတော့ကျွန်တော်တို့ အပန်ဖိုင်လေးလုပ်ပြီးတော့အောက်ကလင့်ထဲမှာထည့်ပေးထားပါတယ်။မျှဝေပေးကြပါလို့ကျွန်တော်တို့အပြစ်ပေးလိုပါတယ်။ကျွန်တော်တို့အဖွဲ့အနေနဲ့ငလင်တန်ခံစားနေရတဲ့ကာလမှာယာသူတုအပိုင်းကိုကျွန်တော်တို့တာဝန်ယူတင်ဆက်ပေးမှာဖြစ်ပါတယ်။တင်ဆက်ပေးဖို့လည်းကျွန်တော်တို့ကိုကျွန်တော်တို့ကျွန်တော်တို့ရဲ့တာဝန်လို့တတ်မှတ်ထားပါတယ်။အဲ့ဒီအတွက်ကြောင့်မလို့လုံသားပြည်သူအနေနဲ့ဆက်လက်ပြီးတော့အားပေးကြပါထူးခြားချက်များော်လည်းကျွန်တော်တို့ရှိကိုသတင်းပို့ပြီးတော့ မေးမြန်းကြပါလို့ကျွန်တော်တို့ဒီနေရာကမေတ္တာရပ်ခံပါတယ်ကျေးဇူးတင်ပါတယ် ီဒီယိုလေးကိုဆုံးဖြတ်လိုက်ပါကြည့်ရှုပြီးတော့အားလုံးကျေးဇူးတင်ပါတယ်ရှင်။ဗီဒီယိုရမှာဆိုလို့ရှိရင်တော့မိုးလေဝသနဲ့ပတ်သက်ပြီးတော့ကျူတင်သတိပေးလာပါတော့ကြည့်ရှုတဲ့မျိုးတွေလည်းကျူတင်ကဝေဒူရအောင်လို့တက်ဆက်ပေးလိုက်တာပဲဖြစ်ပါတယ်။မွေးဗီဒီယိုလေးကိုဆုံးဖြတ်လိုက်ပါကြည့်ရှုပြီးတော့အားလုံးကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်လည်းမိုးဘုံသူရရဲ့ဆရာလေးတွေဆယ်လီသတင်းတွေဟာသမျိုးလေးတွေကိုနေ့စဉ်နဲ့တက်ဆက်ပေးတာမှမိုးရဲ့ channel လေးကို like and subscribe နဲ့တောက်ဖို့တောက်ဆိုပါရှင့်။နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်။တတား။